ကျွန်တော်ဘာကြောင့်ဝင်လာဖြစ်လာခဲ့တယ်လို့ထင်လဲဆိုတဲ့စာတပုဒ်ကျွန်တော်မကြသေးခင်ကပြေးမှရေးဖြစ်ခဲ့တယ်ပေါ့နော်အဲကျွန်တော်စာပေးရေးရေးစကားပြောပြပြပြလက်တွေ့အဖြစ်ပြန်လေးတွေကိုချစ်ခံပြီးတော့ပြတ်တတ်တာကတော့အလေးထားဖြစ်နေပေါ့နော်လွတ်လွတ်ချင်းပြောရရင်ကျွန်တော်2020နဲ့2021ခုနှစ်ကုန်ပိုင်းလောက်ထိကိုကျွန်တော်ကဒီတိုင်းတာမန်ဖြစ်ပြောင်းတော့တမားလူမလေးတောင်ပဲဖြစ်တယ်အခု2025မှာတော့ကျွန်တော်ထိုင်းစကားပြောတင်တန်းလေးတွေဝင်ပင်းနေတယ်ခဏနေပြဆက်ပြောဖြစ်လာတယ်တာမန်လူငယ်လေးတယောက်ကနေပြီးတော့တာမာတဲ့လူငယ်တယောက်အဖြစ် ရောက်မြန်လာပြီလားဆိုစင်ကုန်မခဲ့ကြတဲ့အများကြီးကြားထင်းမှာပဲကျွန်တော်ကျွန်တော်ကိုဝင်တာဖြစ်လာစေခဲ့တဲ့အဓိကအကြောင်းတရားချက်ပေါ့မဒါတော့ကျွန်တော်ထိုင်းကိုရောက်နိုင်ကြတယ်ဘဝတူ brother တဲ့အတွက်ပို့မှလည်းတားကြည့်ချင်တယ်အခုနောက်ပိုင်းထိုင်းမှာရောက်ရှိနေကြတဲ့ဘမတွေချင်းတာဘမအချင်းနေမှဟန်တော့ချစ်တမျှကိုချုပ်ခိုင်းပြီးလာခဲ့ကြသူပါပြီးလို့ရှိရင်ဝေယပညာတတ်ဆိုတဲ့အချင်းနေအတိုင်းဝိုင်းထဲကဘမတွေလည်းပါမယ်ကျောင်းပညာရေးတဝက်တစ်ပြက်နဲ့ကျောင်းသားလူမျိုးတွေလည်းပါကြတာပဲဆိုတော့ကျွန်တော်တို့တွေကမဒူညီနဲ့ပန်းဝင်ချင်းကိုစီကလာခဲ့ကြပါမယ် တူညီတာလေးတခုတော့ဘုရားကပေးထားသလားပဲနော်ထန့်ရောက်ပြီဆိုရင်လမ်းပြောင်းကြတာကိုထင်ထားခဲ့သလိုမဟုတ်တဲ့အပြင်ပိုပြီးတော့မှကိုရွာလေသွားတာကျွန်တော်ဆိုလို့ရှိရင်လေဂျုံတက်နေနဲ့ထန့်ကိုပြေးလာခဲ့တာဆိုတော့အခုလက်ရှိကျွန်တော်ကိုမှလည်းဂျုံတက်နေရတဲ့ပြဿနာလေကျွန်တော်ကိုယ်တိုင်ဂျုံနေဘူးတာတိတ်နာလိုက်တာဆိုတော့အဲ့ဒါဆိုကျွန်တော်ဒီလေးတွေးတာလက်ရှိကိုရောက်နေတဲ့အခြေအနေဟာဒီထက်နင်းကြစေဘာမှမရှိတော့ဘူး0ပေါ့လေညာအကူကအမင်းကိုပြန်ရင်းနဲ့မတူလို့ပြောကြလာတော့အောက်ကိုရောက်သွားပြီဆိုရောတွေးလိုက်တာ အတကယ်လို့ကျွန်တော်အောက်ပေးကြတော့လို့ရှိပြီကျွန်တော်အနည်းဆုံးရောက်ရှိမဲ့ကိုးနေရာ0ပဲဘာမှမရှိဘူးပေါ့ဆိုတော့အပြားရှင်းနေရောဟောလက်ရှိ0ပဲတကူဟိုးလုံးလည်းလို့စင်မြေကြီးနေလဲ0ပဲကို့မှာဒီထဲဘာမှထပ်ပြီးဆွဆွနေရာမရှိတော့ဘူးဆိုတဲ့အနေအားနောက်ထပ်တင်းစရာလည်းအာလို့အနေယူပြတာအိမ်မှာအဆင်မပြေတာတော့အမေနေမကောင်းလို့အဖေအလုံးအဆင်မပြေလို့မြမလေးကိုကြောင်ပေါ်ရအောင်မအောင်လို့မစားတဲ့စားတဲ့ကျွန်တော်ခိုင်လုံးပါလေဆိုတော့အချုံပြချက်တွေဟာကျွန်တော်စုံပြချက်အောက်ထူထောက်သွားတယ် ဒါကျွန်တော်အဖေနဲ့လေးစုမယ်ငါဒီချက်စူးစူးစရာမရှိတော့ဘူးဆိုတဲ့ mindset စင်ခုံဖက်ကြည့်ရအများကြီးကြားထဲမှာကျွန်တော်ကိုဝင်တာဖြစ်စေတယ်လူနောက်စီခင်ဗျာအရာရာစွန့်ရှိုးနေရတယ်လို့ခံစားနေရတယ်ငါဘာလို့လို့ရသေးလဲဆိုရင်အတူတူတစ်ချက်တော့ချိန်ပါခင်ဗျာဝင်တာမဖြစ်နိုင်ဘူးလို့သူကပြောမှာကျေးဇူးတင်ပါတယ်အဲကျွန်တော်ကတော့ထိုင်းစကားပြောတင်တိုင်းလေးဖွင့်ပေးနေတယ်ထိုင်အောင်မြန်မာလူလေးတယောက်ပဲဖြစ်တယ်ခင်ဗျာ